ွေးတက်တို့မတိသေးတဲ့တင်မောတိစေရဲ့ကျမ်းမာရေးအတွက်တဘာဝအကျိုးကျေးဇူးများပြည့်တက်ကြီးအားလုံးမင်္ဂလာပါရှင်ဒီတပတ်ရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်မှာပြောပြမယ့်အကြောင်းလေးကလူအများမသိသေးတဲ့တင်မောတိစေရဲ့ကျမ်းမာရေးအတွက်တဘာဝအသုံးဝင်ပုံနဲ့အသုံးပြုပုံတွေကိုညွှန်ဝေပေးပါမယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြရအောင်နော် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. ဒီမရီစေတွေဟာအရေးအစားတင်းငယ်ပေမဲ့အာဟာရနဲ့ခန္ဓာကိုယ်ကို အားပြည့်ပေးတဲ့နေရာမှာထိရောက်တဲ့ဓာတ်များနဲ့ပြည့်နေပါဗျ။ လူများစုကသင်္ဘောဒီစစ်များကိုစွန်ပြင်းနေရှိကြပြီမဲ့ဒီအစစ်လေးတွေဟာ အစာချီစနစ်ကိုတိုးတက်ကောင်းမွန်စေခြင်းအစိတ်အပေါင်းများကိုဖေချာပေးခြင်းနဲ့အလုံးစုံကျန်းမာရေးကို မြင့်တင်ပေးနိုင်တဲ့လူဝက်လက်နက်တစ်ခုဖြစ်ပါတယ်။အရင်ဆုံးသင်္ဘောဒီစီမှာပါတဲ့အာနိသင်နဲ့ဂျမားကြီးအတွက်တဘာဝအကျိုးပြုပုံကို ပြောပြပေးပါမယ်။ အင်မောဒီဆေးများမှာအန်ဇိုင်းများတက်တိုးဆန့်ကျင်ပစ္စည်းများနဲ့မရှိမဖြစ်လိုအပ်တဲ့တတုဓာတ်များကျေဝှစွာပါဝင်ပြီးခန္ဓာကိုယ်ကိုတဘာဝအတိုင်းပြန်လည်ကောင်းမွန်စေရန်ပန်းစင်ပေးရန်နဲ့ကြီးထွားစေရန်ကူညီပေးပါတယ်။တင်မောဒီဆေးရဲ့တဘာဝအကျိုးကျေးဇူးများနံပါတ်၁တက်တိုးဆန့်ကျင်ပစ္စည်းများကျေဝှခြင်းတင်မောဒီဆေးများဟာပိုလီဖာနိုစ်နဲ့ ဖနိုနိုက်ကဲ့သို့သောထိရောက်တဲ့ဒက်သောဆက်ကျင်ပစ္စည်းများနဲ့ပြေဝနေပြီး၎င်းတို့ဟာအမိမြူအမားများကိုတိုက်ဖြတ်ပေးခြင်းဒက်သောမှုကြောင့်ဖြစ်လာတဲ့ဖိစီးမှုကိုချော့ချပေးခြင်းနဲ့အိုမင်းညော်မှုကိုနေခွင်စေခြင်းတို့မှာအထောက်အကူပြုပါတယ်ပုံမှန်စားသုံးခြင်းဟာဆဲများပစ္စည်းချင်းမှကာကွယ်ပြီးတော့ခန္ဓာကိုယ်ကို ကျန်းမာနှုတ်ပြစေပါတယ်နံပါတ်1အစာချေစနစ်ကိုကူညီခြင်း ဒီဆိတ်များမှာပရိုတိန်းဓာတ်များကိုခြေဖြတ်ပေးနိုင်တဲ့ပါပင်းအင်ဇိမ်းပါဝင်ပြီးတော့အစာခြေစနစ်ကို ချောမွေ့စွာ လေပတ်စေပါတယ်။ဝမ်ပိုက်ဖောရောင်ခြင်းအစာမကြေခြင်းဒါမှမဟုတ်ဝမ်းရှုပ်ခြင်းတို့ခံစားရတဲ့အခါမှာတင်ဘောတိစိတ်အနည်းငယ်ထက်သင်စားသုံးခြင်းဟာသိတာထင်ရှားတဲ့အထောက်အကူပြုပါလိမ့်မယ်။နံပါတ်၃ကပ်ပါးကောင်များနဲ့ဘက်တီးရီးယားများကိုတိုက်ဖြတ်ခြင်းတင်ဘောတိစိတ်များမှာ တဘာဝကက်ပါကောင်နဲ့ဘက်တီးရီးယားကိုတိုက်ဖြတ်တဲ့အစွမ်းရှိပါတယ်။၎င်းတို့ဟာဥလန်းချာမအနေရှိတဲ့အနုဇီဝပိုးမွှားများကိုဖိရှားပေးပြီးကျန်းမာတဲ့ဥလန်းချောင်းပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးပါတယ်။နံပါတ်၄အသိကျန်းမာရေးကို အားဖြည့်ခြင်းဒီမော်ဒယ်စီကို ပမာဏအနည်းငယ်ဖြင့်ပုံမှန်စားသုံးခြင်းဟာ အသေးစိတ်များကိုအစိတ်အတော့ဖေရှားပေးပြီးပြန်လည်ကောင်းမွန်စေရန်ကူညီပေးပါတယ်။၎င်းဟာအစိတ်အတော့များနဲ့ ိသေးရသူများဒါမှမဟုတ်ကျမရင်းနဲ့မငြိမ့်ညွတ်သောအစာအစာများစားသုံးသူများအတွက်အထူးအကျိုးပြုပြီးအသေးပျက်စီးခြင်းမှာကာကွယ်ပေးပါတယ်။နံပါတ်၅ကြက်ကက်ကိုကာကွယ်ခြင်းသမဒီစီရဲ့ဓာတ်သုံးစန့်ကျင်အစွမ်းဟာကြောက်ကံများကိုဓာတ်သုံးမှုဖိစီးမှုမှာကာကွယ်ပေးပါတယ်။ဒီအထောက်ပံ့ဟာသွေးသွေးဒါမှမဟုတ်သွေးသွေးတခြားတက်ကိုထိချုပ်နေရသူများအတွက်အထူးအသုံးဝင်ပါတယ်။ နံပါတ်6မကောင်းတဲ့ကိုလက်စထရောကိုချော့ချခြင်းသင်္ဘောဒီဆိတ်များမှာဖိုက်ဘာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီများကျေဝစာပါဝင်ပြီး LDL မကောင်းသော ကိုလက်စထရောကိုချော့ချရန်ကူညီပေးပါတယ်။ဤတဘာဝကုန်တသည့်ဟာနှလုံးကျန်းမာရေးကိုမြင့်တင်ပေးပြီးတော့ကိုလက်စထရောမြတ်သားမှုကိုထိန်းသိမ်းပေးပါတယ်။နံပါတ်9ရောင်ရမ်းမှုကိုချော့ချခြင်း တင်မောတိစိတ်များမှာရှိတဲ့ရောင်ရမ်းမှုစန့်ကျင်တဲ့ဓာတ်ပေါင်းများဟာအစစ်အမြင်ရောင်ရမ်းခြင်းအစစ်အမြင်ကိုက်ခဲခြင်းနဲ့နာတာရှိရောင်ရမ်းမှုများကြောင့်ဖြစ်ပေါ်လာတဲ့မသက်မသာဖြစ်မှုကိုသက်သာစေနိုင်ပါတယ်။၎င်းဟာလှုပ်ရှားမှုကိုပုံမှုတော်လက် ပေါ်ပါစေပါတယ်။နံပါတ်၈ကင်ဆာကိုကာကွယ်ပေးနိုင်ခြင်းကနဦး လေလာမှုများအရတင်းပေါ်သည့်စိတ်မှထောက်ယူရရှိတဲ့ဓာတ်များဟာ၎င်းတို့ရဲ့ဓာတ်သောဆန့်ကျင်မှုနဲ့ကိုယ်ခံစောအားမြင့်တင်ပေးတဲ့အာမိတင်များကြောင့်အချို့သောကင်ဆာများကိုဟန့်တားနိုင်တယ်လို့ဖော်ပြထားကြပါတယ်။သူ့ပြဒနာတွေပုံမိုးလုံးဆောင်ဖို့လိုအပ်သေးပေမဲ့လေ၎င်းဟာကာကွယ်မှုဆိုင်ရာတဘာဝရန်ရာတစ်ခုဖြစ်လာနိုင်ခြင်းရှိပါတယ်။နံပါတ်9နှလုံးကျန်းမာရေးကို အားဖြည့်ခြင်း ်ဒီမော်ဒီစိတ်များဟာကိုလက်စတရောနဲ့ရောင်ရမ်းမှုကို ချော့ချခြင်းအပြင်သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေခြင်းဖြင့်ကျန်းမာတန်ဆန်းတဲ့နှလုံးကို ထောက်ပံ့ပေးနိုင်တဲ့အခမ်းကဏ္ဍမှာပါဝင်ပါတယ်နံပါတ်10ကိုအလီးချိန်ချော့ချရမှာအထောက်ကူပြုခြင်းတင်းမောဒီစိတ်များဟာဖိုက်ဘာဓာတ်နဲ့တဘာဝအတိုင်းအစီလောင်ကျွမ်းစေတဲ့အန်ဇိုင်းများ မြင့်မားစွာပါဝင်ပြီးအစားစားခြင်းစိတ်ကိုရှော့ချကအကြကြီး ပိတ်ပစ်စေပါတယ်။ဒါကြောင့်ကိုအလင်းချိန်ရှော့ချရေးအစီအစဉ်များအသွဲဉာဏ်ပညာရှိတဲ့ဖြစ်စွတ်စာတစ်မျိုးဖြစ်ပါတယ်။နံပါတ်7အသားရေစမ်းမာရေးကိုမြင့်တင်ခြင်း ။ဒီမော်လီစိတ်များဟာအသားရေကိုကြည်လင်တောက်ပစေရန် ကူညီပေးပါတယ်။၎င်းတို့မှာပါဝင်တဲ့ဘက်တီးရီးယားစန့်ကျင်နဲ့အနာကျက်စေတဲ့ဓာတ်ပေါင်းများဟာဝက်ချံကိုတိပ်ဖြတ်ပေးခြင်းနဲ့ချောမွေ့တဲ့အသားရေအတွက်ဆေးအသစ်များ ဖြစ်ပေါ်မှုကိုမြင့်တင်ပေးပါတယ်။နံပါတ်7ကိုခန့်အားစနစ်ကိုအားပြည့်ခြင်း အန်ဇိုင်းများဗီတာမင်များနဲ့ဓာတ်သောစကြင်ပစ္စည်းများကျွေးဝတဲ့သင်္ဘောသီးဆေးများဟာ ခန္ဓာကိုယ်ရဲ့တဘာဝကာကွယ်ရေးကိုမြင့်တင်ပေးပြီးတော့ကူးစက်ယောဂများကို ကာကွယ်ပေးပါတယ်နံပါတ်7အမျိုးသမီးများဓမ္မတာကျမ်းမာရေးကိုကူညီခြင်း ရိုးရာစင်အလာရတင်မောဒီစိတ်များဟာဟော်မုန်းများတောက်အောင်အားပေးတဲ့အပြော့စားကုန်တက်သည့်များကြောင့်ဓမ္မတာစီစဉ်မှုကို ထိန်းညှိပေးပြီးတော့နာကျင်ကဲ့ခဲခြင်းကိုတက်တာစီတယ်လို့ယုံကြည်ကြပါတယ်။နံပါတ်၄တေးဥပမာဏကိုတိုးစေနိုင်ခြင်းအချို့သောတဘာဝကုထုံးများမှာတင်မောဒီစိတ်နဲ့တင်မောရွက်ကိုအထူးသဖြင့်တီးလွန်တုတ်ကွေးခဲ့သို့သောဖျားနာမှုများမှာတေး ဥပမာနာကိုပြန်လည်ကောင်းမှုစဉ်အသုံးပြုကြပါတယ်။နံပါတ်5တဘာဝအစိတ်အတော့ဖေချားစီသင်္ဘောဒီစီများဟာအသေးနဲ့ဥလန်းချောင်းကိုတန့်စင်ပေးပြီးတော့ဆုဆောင်နေတဲ့အစိတ်တောင်းများနဲ့အညစ်အကြေးများကိုဖေရှားပေးခြင်းဖြင့်အစာချေစနစ်ကိုပုံမှန်ပို့ပါပြီးတော့ထိရောက်စေပါတယ်။နံပါတ်6အစာအစိတ်တင့်ခြင်းကိုတတ်တာစီခြင်း၎င်းတို့ရဲ့ ဘက်တီးရီးယားစင့်ကျင်ကုန်သက်သည့်များဟာပျက်စီးနေတဲ့အစာအစာများမှ အန္တရာယ်ရှိတဲ့ဘက်တီးရီးယားများကိုတိမ်ဖြစ်ရန်ကူညီပေးပြီးတော့အစာအစိတ်သင့်ခြင်းမှာပုံမှန်မြန်ဆန်စွာ ပြန်လည်တက်တာလာစေရန်အထောက်အကူပြုပါတယ်။နံပါတ်၁အဟာရဓာတ်များနဲ့ပြည့်နှက်နေခြင်းအဆိပ်မြင်လေးတစ်ခုစီမှာပရိုတင်း၊ကျန်းမာတဲ့အဆီ၊ဖိုင်ဘာနဲ့မက်ဂနီဆီယမ်၊ကယ်လ်ဆီယမ်၊ဖော့စဖိတ်စတဲ့မရှိမဖြစ်လိုအပ်တဲ့ တပ်တုဓာတ်များပါဝင်ပြီးစွမ်းအင်နဲ့ဆဲပြပြမှုအတွေ့အရေးကြီးပါတယ်။တဘာဝကုထုံးအဖြစ်ပင်မော်ဒီစိတ်ကိုအသုံးပြုနည်း။နံပါတ်၁အစိအတိုင်းစားသုံးခြင်း။အစိမဲ့နေတဲ့ပင်မော်ဒီမှာအစိများကိုထုတ်ယူပြီးရေစေးပါ။ထို့နောက်နေ့စဉ်လက်ဖက်ရည်စွန်းတဝက်ခန့်ကိုဝါစားပါ။အရဒါမှာအနှဲငယ်ခါတက်ပြီးအနှဲငယ်ပူဆက်ပါတယ်။သို့တော့ဈာမကြီးအကျိုးကျေးဇူးများအတွက်ထိတ်တန့်ပါတယ်။ နံပါတ်1အမုတ်ပြုတ်လို့ရစားသုံးခြင်းအစိမ်းများကို နေလိုက်၍အချောက်ခံပြီးအမုတ်ကြိုက်ပါ အမုတ်အနေငယ်ကိုဖျော်ရင်များတောက်ထားသောဟင်းဒီဟင်းရများဒါမှမဟုတ်ဟင်းချုံများပေါ်မှာဖြူ၍စားသုံးခြင်းဖြင့်အာဟာရတန်ဖိုးကိုညင့်တင်ပါဒီနေရာမှာ အချောက်လန်းလာဖြစ်တဲ့အတွက်မုံမတက်ဖို့ကိုလည်းတတိပြုပေးပါရှင်နံပါတ်3အစိမ်းပြေဖျော်ရည် that does drink ်တင်းမောင်းကြီးစိအမုတ်ကိုရင်နှင်းနဲ့တံပြားရည်ဒါမှမဟုတ် ပြားရည်နဲ့ရောစပ်ပါ၎င်းဟာအစာချေစနစ်နဲ့တန့်စင်မှုကို အားပေးတဲ့အပြော့စာအစိမ့်ဖြီးဖြော်ရည်ဖြစ်ပါတယ်နံပါတ်၄အပေါ်ရန်လင်းချင်း Topical Peace အစိမ်များကိုကြိတ်ပြီးတော့ရှားဆောင်နှစ်ပတ်ဒါမှမဟုတ်အုံစီနဲ့ရောစပ်ပါဝတ်ချံပေါက်လွေတဲ့အသားရည်ပေါ်မှာလိမ်ပေးခြင်းဖြင့်ရောင်ရမ်းမှုကို ရှော့ချကအနာကျက်ခြင်းကိုညှစ်တင်ပေးပါတယ် ပမာဏကတော့စတင်စားသုံးသူများအတွက်ကတော့သိ20ဖြစ်စမ်းတက်ပါ ထို့နောက်လက်ဖက်ရည်စွန်း၄ပုံတစ်ပုံခန့်ဇွန်းတဝက်မှတစွန်းအထိတစ်ဖြည်းဖြည်းတုံးမြင်စားတုံးနိုင်ပါတယ်။မင်မိုဒီစီဟာငရုတ်ကောင်းနဲ့စင်တူတဲ့ခါသက်ပူဆက်တဲ့အရာသာရှိတာကြောင့်ငရုတ်ကောင်းအစားဟင်းညာများမှာထက်သွင်းချက်ပြုတ်နိုင်ပါတယ်။ဒါတွေကတော့အများစုမသိသေးတဲ့မင်မိုဒီစီရဲ့စံမာရီအတွက်တဘာဝအကျိုးပြုပုံတွေကိုညာဝေပေးတာပါ။ဒီနေရာမှာ တခုတတိပေးချင်တာကတော့တင်မောဒီရဲ့အစည်းကိုတတိပြုဖို့ပါတင်မောရွက်ပဲဖြစ်ဖြစ်တင်မောစေပဲဖြစ်ဖြစ်ခါတက်တဲ့အရာတာရှိတာကြောင့်ကြောက်ကဲမကောင်းသူများအတွက်ဆရာဝန်နဲ့တိမ်ပင်ပြီးမှအသုံးပြုဖို့အကြံပြုပါစီရှင်နောက်ထပ်လည်းခုလိုအကြောင်းအရာတွေကိုမျှဝေပေးပါမယ်ပြည်သက်ကြီးအားလုံးကျမ်းမာပျော်ရွှင်ကြပါစီ